ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညမှာတော့ဇလမောင်ရန်တိုင်းပကြီလူကရေးဆွဲထားတဲ့တထေကြီးလားတရေလားဆိုတဲ့ရုပ်ပြဇာကြောင်းလေးကိုတင်ဆက်လို့ပြီးမှာပဲဖြစ်ပါရယ်ခင်ဗျာဇာကြောင်းလေးမတင်ဆက်ရသေးခင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးမလုပ်ကြသေးရင်လည်းလုပ်သွားကြပါဦးခင်ဗျာတထေကြီးလားတရေလားတာဝတိပီကဇီတဝန်ကျောင်းတော်ကြီးမှာမြတ်စွာဘုရားရှင်တရင်တော်နေတော်မူခြင်းဖြစ်ပါတယ် ယခုတော့နာနဲ့ကလေးမှာတော့ဖះရှင်ဟာအရှင်အာနန္ဒမထေရကိုနောက်ပါပြေခေါ်ယူပြီးတာဝတိမြို့ထဲကိုစိုးငံကြွဝင်ခဲ့ပါတယ်။ဒါရေကဒါရေကမတွေကဝမ်းမြောက်ဝမ်းသာစိုးလောင်းလူကြပါတယ်။အိစင်တိုင်းစိုးငံကြွနေရင်တဏီယာရောက်မှာတော့ဖះရှင်ဟာခြေတော်စုံကိုရက်တန်တော်မူလိုက်ပါတယ်။အကြောင်းရှိလို့ရက်တန်နေဆိုတာကိုသိတဲ့အရှင်အာနန္ဒမထေရကလမ်းဘေးဝဲရကိုအကဲခတ်လိုက်တဲ့အခါမှာတော့အမိုက်ပုံနေဘေးမှာဒါရန်တရက်တွေနဲ့လက်ကျနေတဲ့ကလေးငယ်တအူးကို တွေ့မြင်ခဲ့ရပါတယ်။အင်မတန်မှအယုဆိုကြီးတန်းလာတဲ့လုံစတာမျိုးနွယ်ဝင် ကလေးငယ်တဦးပါ။အရှင်ဖေဟာဒရန်များစွာနဲ့လက်ရနေတဲ့ကလေးငယ်ဟာတနာကျူနာတက်ဝဲကောင်းလာပါတယ်ဖေဟာ။အရှင်အာနနာကမိမန်လျှောက်ထားတဲ့ကဖះရှင်ကကလေးငယ်ရဲ့အကြောင်းကိုထုတ်ပေါ်ဟောကြားတော်မူပါတယ်။အဘယ်သူသောအကြောင်းကြောင့်အခုလိုဖြစ်ပါသလဲမိန်ကြားတော်မူပါဖေဟာ။အာနနာကောင်းစွာမှတ်သားနိုင်ယူခြင်း တာဝတိမြို့မှာအစီအဥ္စာဂရေ80ကျော်ဝါချမ်းသာတဲ့တထေကြီးတယောက်ရှိခဲ့ပူပါတယ်။အဲဒီတထေကြီးရဲ့နာမည်ကအာနန္ဒာအရှင်အာနန္ဒာမထေရ်နဲ့နာမည်ကြီးတူးနေပါတယ်။ဒါပေမဲ့စိတ်စေတနာမတူပါဘူး။တထေကြီးဟာဂရေ80ကျော်ဝါချမ်းသာပေမဲ့တေဘီကက်စီနဲ့တူဖြစ်ပါတယ်။ပေကန်လူတွေဆွန်ကျဲတာမျိုးတစ်ခါမှမပြုလုပ်ခဲ့ပါဘူး။တောင်းသူတိုင်းလူနေရင်အမွဲသွားမှာပေါ့မလူမပေးဘူးဟေ။တထေကြီးအာနန္ဒာဟာ ို့ဘာသာကိုကက်စီနေတာမဟုတ်ဘူးသူ့ဘာသာသူ့လမ်းစဉ်ကို သူများတွေကိုပါဖြန့်ဝေပေးသေးတယ်။တန်ငားရဲ့တခါဆွေမျိုးအလုပ်သမားတွေကိုစူဝေးပြီးဩဝါဒပေးလိရှိတယ်။ပစ္စည်းဥစ္စာကိုများပြားစီတဲ့များပြားအောင်ရှာဖွေစုဆောင်ကြလော။ရလာတဲ့ပစ္စည်းဥစ္စာကိုမယောပါမပြောက်ပြစ်အောင်အသက်နဲ့ထက်တူကာကွယ်စောင့်ရှောက်ကြ။တတိမိရဲ့တခါတလေအလူလေးပါလေမလို့ရဘူးလား။မလို့ရဘူးလုံးဝမလို့ရဘူး။စဉ်းစားကြည့်လေ အခုငွေတကျလှူလိုက်တာနဲ့မင်းကငွေတကျဘူးစည်ရဲသွားပြီကဲဘာကျိုးရှိလဲမမရှိပါဘူးတထင်းမင်းအေးအဲ့ဒါပဲပေါ့တထင်းကြီးမှာမူလတိတိဆိုတဲ့တားတယောက်ရှိတယ်တထင်းကြီးကသူ့သားကိုတော့သူ့ချေရနေနိုင်အောင်တနေ့သုံးချင်သုံးကသုံးမဩဝါဒပေးပါတယ်ချစ်သားမတို့ချမ်းသာတဲ့ဂရေရှိစေကိုအများကြီးပါလားလို့မထင်နဲ့ကိုမှရှိတာကိုမပြမကမ်းရဘူးမလူရဘူးပုံများလာအောင်ပဲရှာရမယ် အဟာဂရေရှိစတောင်ကျွေးဝတာပဲဒီလောက်လေးတော့သုံးလိုက်မယ်ဟဲ့စိတ်အလိုကိုမလိုက်ပါနဲ့အဲ့ဒီလိုနဲ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 သုံးဆွဲမိရင်မကြခင်ငွေတပြားများကြီးကုန်သွားရလိမ့်မယ်တထေးကြီးဟာသူ့ရဲ့ကျွေးဝပိုင်ဆိုင်မှုဖြစ်တဲ့ရွှေငွေရတနာတွေအပြည့်ပါတယ်ရွှေဦးကြီးငါးလုံးကိုဘသူမှမသိအောင်မြေကြီးရဲ့မြို့ပြည်ဝန်ထမ်းထားလိုက်ပါတယ်ဒါကိုတော့ငါသားကလည်းပြောလို့မဖြစ်ဘူးသူသိပြီးခိုးသွင်းပြီးရင်ဒုက္ခပဲရန်သူမျိုးငါးပါးကစိတ်ချရပြီး ။တရေကြီးဟာဒီလိုနှမျောတွန့်လို့ပြီးမမာနာတွေထောင်းလာပြီးနေထိုင်ရင်းကတနေ့မှာတော့အသက်ရွယ်ကြီးသူတို့ရဲ့တဘာဝအတိုင်းယောဂဝေဒနာဖြစ်စီနှိမ့်ဆက်လာခဲ့ပါတယ်။ငါတည်သွားရင်ငါပစ္စည်းတွေထားခဲ့ရတော့မယ်နှမျောစရာပဲ။ရွှေဦးကြီးတွေဝထားတဲ့နေရာကိုငါသားကိုပြပြလိုက်ရကောင်းမလား။အိုးမဖြစ်သေးပါဘူးလေ။ငါကတတလုံးရှားဝေစုဆောင်ထားတဲ့ဟာတွေသူ့ကိုအမွေပေးတင်တာပေးထားပြီးပြီပဲ။ငါလည်းတည်ဦးမှာမဟုတ်ပါဘူး။ အတည်နိုင်သေးပါဘူးလို့ထင်နေတုန်းမှပဲတထေကြီးအာနန္ဒာတေဆုံးလို့သွားခဲ့ပါတယ်။သူဟာတာဝတိမျိုးနီဒုစရယောကတေဘီစင်ရဲ့ပိန်လီလာတဲ့မိမတယောက်ရဲ့ပိုက်တဲ့ပရိသတ်တွေတည်ခဲ့ပါတယ်။တထေသာမူလတိရိဟာဟာခင်ယုံလောင်းကိုကောင်းမွန်စွာတကြိုပေးလိုက်ပါတယ်။တာဝတိပြည့်ရှင်ကောသလမင်းကြီးကတထေကြီးအာနန္ဒာတေဆုံးသွားတဲ့အခါတထေကြီးရဲ့သားမူလတိရိကိုတထေရာဆက်လက်ခံယူစေခဲ့ပါတယ်။မူလတိရိဟာ အင်ဂီဟာရဲ့ဗန်နာဆိုးကိုခေါ်ယူပြီးဟာခင်ထားခဲ့တဲ့အမွေတွေကိုစရင်စရားနဲ့တကွတိုက်ဆိုင်စစ်ဆေးပါတယ်။အဲဒီအခါချွေးဦးကြီးငါးလုံးကိုရှာလို့မတွေ့ပါဘူး။အရှင်ဖခင်တထေကြီးဘယ်နေရာမှာဟွက်သွားလဲဆိုတာကျွန်တော်မျိုးလည်းမသိပါဘူး။တထေကြီးအာနန္ဒာကတော့ဒါနသီလကုသိုလ်ကောင်းမှုဘာမှမပြုခဲ့တော့ဒုစရာမျိုးနွယ်စီမှာပရိသေတွေတည်ခဲ့ပါတယ်။သူမိခင်ဖြစ်သူသူ့ရဲ့ကိုဝင်ကိုလွယ်ရတဲ့နေ့ကစပြီး ူတစ်ထောင်လုံးနေတဲ့အဲ့တရွာလုံးတမေဝအောင်မစားရဒုက္ခအမျိုးမျိုးတွေးရတာပဲအမျိုးဆက်အနည်းမြင့်ခွဲခြားမှုတွေပြင်းထန်တဲ့ခေတ်ဆိုတော့ဒုစရာမျိုးစုဘယ်သူကမှလူရမသွင်းညင်ကြဘူးဒုစရာတွေဟာမြေကြီးပေါ့အမိုက်သိန်းမိလာကျုံစားတဲ့အောက်တန်းကြားတဲ့လူတွေကိုလုံးကြရတာပါအခုတော့အကုသိုလ်ကြီးသူရောမှပြိသတိလာတဲ့တာကြောင့်ဒုစရာတွေဟာတမင်းနဲ့မအောင်စားဖို့တောင်းခက်ခဲလာခဲ့ပါတယ်မခံနိုင်တဲ့အဆုံးမှာတော့ လူစုစည်းဝေးပြီးပြဿနာကိုအဖြေရှာကြတယ်။မတို့ကြုံတွေ့နေရတဲ့ဒုက္ခကတော့အာလုံတိကြတဲ့အတိုင်းပဲ။တဏီကုံတဏီကံပင်မတကြီးလောက်ကင်ပေမဲ့ဓမေဝဝမစားကြရတော့ဘူး။ဟုတ်တယ်။အဲ့ဒါငါတို့ရောမှာလူယုံမတယောက်ရှိနေလို့ပဲဖြစ်ရမယ်။အဲ့ဒီလူယုံမကိုရှာဝေပြီးတွားကားနေနှင်တို့ရမယ်။ကဲကဲဒါဆိုလည်းမြန်မြန်လုပ်ကြလေ။ကဲအာလုံကြားတဲ့အတိုင်းပဲယုံမတဲ့အမှုပြုလုပ်ခဲ့သူဟာရွာသူရွာသားတွေကိုတောင်းပန်ပြီးဖက်သွားပါတော့။ အလုံးဟာရိုးရိုးသားသားလောက်ကိုင်းစားတော့ကြသူတွေဆိုတော့အခုပြောဆိုနေတဲ့ယုံမာသူဆိုတာဖတ်မှန်လာဘူးပေါ့ဘယ်လိုလဲဟေသူတော်ကောင်းတွေကြီးပဲလားဒါဆိုရင်တော့သူယုံမာကိုစုံစမ်းရှာဖွေဖို့ရွာကိုနှစ်ပိုင်းခွဲလိုက်ကြစို့လူတထောင်ရှိတဲ့ဒုစရရွာကို900စီနှစ်ပိုင်းခွဲလိုက်တယ်အဲ့ဒီကဒုစရ900ဟာအလုတ်ကင်နေအစဉ်ပြေသွားကြပြီးအရင်လိုပုံမှန်ပြန်လည်စားတော့ကြရတယ်အာနန္ဒတရေကြီးပြိတရေတဲနေတဲ့အမျိုးသမီးပါဝင်တဲ့900အုပ်စုကတော့ ။ဗံပြေငန်းနေတိုင်းမှာပဲ။ဒီရုပ်မှာကငါတို့အုပ်စုမှာပါလာပြီးရေ250စီထက်ခွဲကြဆိုအဲ့ဒီလိုထက်ခွဲတဲ့အခါမှာလဲအာနန္ဒာတထေးကြီးရဲ့မိခင်ပါဝင်တဲ့အုပ်စုကဒုက္ခရောက်နေကြတာကြောင့်နှုတ်အုပ်စုထက်ခွဲပြန်နေခွဲနေရင် နောက်ဆုံးတော့အာနန္ဒာတထေးကြီးဝင်စားတဲ့မိခင်တဦးလည်းကြံပြီးအမေဝဝမဆားရတော့ဘူးပေါ့ရွာကနေလည်းနှင်းထုတ်ခံရတယ်နေဟာရုံမှသူပဲနင်းကြောင့်အားတို့တရွာလုံးဒုက္ခရောက်ခဲ့ရပြီးတော့မှထားလို့မဖြစ်ဘူးသွားပြီးတော့ ဘလို့မှညင်းဆန်ချိပါလို့မရတာမို့သူမဟာခွဲလေးတစ်လုံးဆွဲပြီးငိုပြီးတော့ထွက်ခဲ့ရပါတယ်။ငါလည်းဘာမှရုံမာတာမလုပ်ခဲ့ဘူး။ငါကိုဝင်အာရင်သွေးကံပဲဖိရမယ်။အာရင်သွေးကလေးအတွေ့ချိန်မကောင်းလိုက်တာ။သူမဟာကိုဝင်လေပို့ထားရတဲ့ဇလတာကာလာပလုံအစာအာဟာရဘောဝလင်လင်တကားမှမစားရရှာဘူး။ဟဲ့သွားစမ်းတရောင်းစားမစက်တီမဲလိုက်တာ။လူတွေဟာသူမကိုမြင်ုံနဲ့စေတနာပြည့်ရင်းကုန်ကြတယ်။သူမဟာ ဈေးတွေအမိုက်ပုံတွေမှာစွန့်ပစ်ထားတဲ့စားပွဲတောက်ပွဲအကျွင်းကျန်လေးတွေကိုသာရှာဖွေစားတော့ရင်အသက်ဆက်ခဲ့ရပါတယ်။နေလာစီးတဲ့အခါကလေးကိုဇရက်တစ်ခုပေါ်မှာခက်ခက်ခဲခဲနဲ့မွေးဖွားခဲ့ရတယ်။ကလေးငယ်ရဲ့ရုပ်တွင်ကစိုးရွားအကြီးတန်းလွန်းနေအသားရောင်ကမဲကျွတ်ကျွတ်မျက်စိနားနှာခေါင်းတွေကလည်းထိဆောင်ချိုးပဲလို့ပိတ်တာလူပလူလိုပဲရုပ်ရည်ချမ်းတမ်းလာတယ်။ဩကန်ဆိုးလိုက်တဲ့သားလေးရဲ့ကိုဝင်စားပြီးလွယ်ဖို့ရကတဲ့ကဒုက္ခမျိုးစုံကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ မွေးလာပြန်တော့လေရုပ်စင်းသဏ္ဍာန်ကစိုးစိုးရွားရွားပျက်စီးနေခဲ့တယ်။ဒါပေမဲ့အချားမိခင်တွေ သူတို့သားသမီးတွေကိုချစ်သလိုပဲသူမလည်းတားငယ်လေးကိုချစ်တယ်။မစွန့်ပြေးရနိုင်ဘူး။ကြုံတွေ့နေရတဲ့ဒုက္ခတွေကလည်းအဆုံးမတက်သေးဘူး။တားငယ်ကိုပွေ့ချပြီးတောင်းရတဲ့အခါဘာမှမရပါဘူး။ခမင်းကြံလေးတဆို့အခဲလောက်စွန့်ကြဲကြပါရှင်။ဟာသွားစမ်းအလုရှုံနေတာလာတော့နေသေးတယ်။အဲ့ဒါကြောင့်မေသူမဟာတားငယ်ကို လမ်းမေးစရဲ့တဲဟုတ်ပြက်တစ်ခုပေါ်မှာထားခဲ့ပြီးတောင်းရရမ်းရတယ်။အဲတော့မှမတည်ုံတမဲအနေငယ်လောက်စားရတောက်ရတယ်။နေ့စဉ်နဲ့မြခါးသီလာတဲ့ဒုက္ခတွေကြုံတွေ့နေရတာမို့သူမှလည်းတပိမိန်တလင်လင်ဖြစ်နေပါပြီ။အဲဒီလိုဆင်းရဲညုံညင်စွာအတမိုးခဲ့ကြရင်ကလေးငယ်ဟာပေါ်တက်လာတဲ့တောင်းရတဲ့အရွယ်ရောက်ရှိလိုလာခဲ့ပါတယ်။သူမှလည်းဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်တယ်။ဒီလောက်ဆိုရင်အမိတော်ဝင်ကြေးပါပြီတားရဲ့။ ။တန်းငယ်ရဲ့လက်ထဲခွဲစုပ်လေးကိုထည့်ပေးပြီးရင်းနာနာနဲ့ပြောရတော့တယ်။ဒါငါဟာမင်းကိုဝင်ကိုလွဲပိုးရတဲ့အချိန်ကစပြီးခုချိန်ထိစင်ရဒုက္ခကြီးစွာရောက်ခဲ့ရတယ်။ခုတော့စစ်သားလဲတောင်းရတတ်တဲ့အရွယ်ရောက်လာပါပြီ။မင်းကိုငါဆက်ပြီးမဆုံးရှုံးနိုင်တော့ဘူးကွယ်။ဟောဒီဒါဝတိပြည်ကြီးမှာခရီးသွားသူစင်ရအထီးကျန်အားကိုးရမယ်။ဘုံတော်ရစာတွေကိုနေ့စဉ်ကျွေးမွေးနေတဲ့အလူမန်းတွေရှိတယ်။မင်းတောင်းရစားတော့ပြီးတော့ ကန်ရှိသလောက်မတည်ယုံတော့ဆ ਾਇ ရပါလိမ့်မယ်ကွယ်။သူမဟာတားငယ်ကိုစွန့်ပြပြီးဖက်ခွာသွားတော့တယ်။ကလေးငယ်ဟာဖွဲ့စုပ်လေးကင်ပြီးတာဝရီမြို့တဲ့လှဲ့လေတောင်းရမ်းပါတယ်။အဲအယုံဆူလိုက်တာလူမဟုတ်ရဲ့လား။သွားစမ်းသွားသွား။ဟဲဟဲနင်ဒီကိုမလာနဲ့။ငါကလေးတွေလမ်းကုန်မယ်။ဘယ်သူကမှသူ့ကိုမပင်မကြွေးကြဘူး။ရိုင်းမောင်းပုံမောင်းနဲ့အော်ဟင်မောင်းလို့ကြတယ်။ဒီလိုနဲ့တလန်းဝင်တလန်းထွက်ချောင်းသွားရင် အာနန္ဒာတရေကြီးဘုရားပိုင်ဆိုင်နေထိုင်ခဲ့ဘူးတဲ့အင်ကြီးရှိကိုရောက်သွားခဲ့ပါတယ်။ဟာဒါငါအင်ကြီးပဲ။ငါငါသားမူလတီရောနေထိုင်ကောင်းရလားမသိ။အင်ကြီးဟာကြီးကိုမြင်ပြီးဒွန်စတားလေးဟာဘဝဟောင်းကိုတိမြင်တဲ့ဇာတိနေတရားညာကိုရရှိသွားပါတယ်။တရေကြီးအာနန္ဒာဘုရားကအကြောင်းအရာပြည့်ပြည့်တွေကိုပြန်မှတ်မိကုန်ပါတယ်။ဒါကြောင့်မဲမကြောက်မရွံ့ရေရွံ့ဝန်းနဲ့အင်ကြီးဟာကြီးရဲ့ကိုဝင်ရောက်သွားတော့တယ်။ ကားတက်တက်ဖျက်ဝင်ခဲ့ပြီးလေးခုမြောက်တကားမို့ကိုရောက်မှတော့တော်ကစားနေကြတဲ့မူလတီရဲ့ကလေးတွေကသူ့ကိုတွေးမြင်သွားပြီးကြကြပါဦးတရေတရေတရေဝင်လာတယ်မောင်းတို့ပြေးကြပါမူလတီရဲ့အင်ဂျီယာဝန်ထမ်းအလုပ်သမားတွေကဝိုင်းဝန်းရိုက်ဖို့ပြီးအင်ဂျီယာဝန်ထမ်းကနေဆွဲထုတ်ကြတယ်နောက်ဆုံးအမိုက်ပုံနဲ့ပဲပြေးချခံခဲ့ရတယ်မြတ်စွာဘုရားရှင်ဟာဒွန်းစရာလေးရဲ့အကြောင်းအရာကိုထုတ်ဖို့မင်ကြားပြီးတဲ့အခါအာနန္ဒာ မူလတီရဲ့တတိကိုသွားကုန်ခဲ့ချေမှန်လားပါဖေဟာခေါ်ခဲ့ပါမယ်အရှင်အာနန္ဒနဲ့မူလတီတတိတို့ရောက်လာခြင်းမှာတော့မြို့သူမြို့သားတွေလည်းရောက်ရှိနေခဲ့ပါပြီအရှင်ဖေဟာတပည့်တော်ကိုဘာကြောင့်ခေါ်ပါသလဲဖေဟာအရှင်ဖေဟာကလုံးစတားလေးကိုညွှန်ပြပြီးဒါရကမူလတီသင်ဟောဒီကလေးကိုသိပါသလားမသိပါဖေဟာဒါရကတတိဟောဒီကလေးဟာသင်ဖားခင်အာနန္ဒတတိကြီးပင်ဒီဘုရားရှင်ရဲ့စကားတော်ကြောင့် မူလသီရီတတိယောပြိသက်တွေပါအံဩသွားရပါတယ်။ဟာဒီချက်ဒီမဲ့ရုပ်ဆိုးလေးကအာနန္ဒတတိကြီးတယ်။အရှင်ဖေဟာတပည့်တော်ယုံမှုခက်ခဲလာပါတယ်။ဒီကလေးကတပည့်တော်ရဲ့ဖခင်မဖြစ်နိုင်ပါဘူးဖေဟာ။တင်းဖခင်မတည်ခင်ပြုံနံသွားတဲ့ရွှေဦးကြီးငါးလုံးရဲ့နေရာကိုတင်းကိုပြုံးသွားခဲ့လေသလား။မပြောခဲ့ပါဘူးဖေဟာ။ဒါရကတတိဒီလိုဆိုရင်ဖြင့်ဒီကလေးကိုကောင်းမွန်စွာဆက်ဆံပြီးမိပြီတော့ဒါနဲ့မူလသီရီတတိလေနုံစရာလေးကို ရိုးရိုးတီတီနဲ့မိတယ်အဖေအဖေမတီကီမြုံနံသွားတယ်ဖီအိုကြီးငါလုံးရှိတဲ့နေရာကိုပြောပြပေးပါလုံစရာကလေးဟာဖီအိုကြီးရဲ့မြုံနံထားတဲ့နေရာကိုလိုက်လံပြတ်တာပေးပါတယ်လူသမားတွေကပေါတူပေါချုံတွေနဲ့တူဖို့ရတဲ့အခါမကြပါဘူးမြေကြီးတဲကနေဖြွေအိုးတွေထွက်ပေါ်လာတာပါပဲအာဖြွေအိုးကြီးတွေပေါ်လာပြီဩဖះရှင်ဟာသူမြတ်တဲ့အမြင်ရှိပါပဲတကယ်ထူးဆန်းလာတဲ့အဖြစ်ဖြစ်ပင်တော့ ူလာတိတိတထိလေဝမ်းမြောက်ဝမ်းသာရှိလာတာကြောင့်အရှင်ဖုရားယခုကစလို့တပည့်တော်ဟာဖရာတရားတန်ကကိုးကွယ်စည်းကပ်ပါတော့မယ်တပည့်တော်ကိုအရှင်ဖုရားရဲ့တပည့်တော်ရဲ့ကတူအပြည့်အတိမတ်ပြုတော်မူပါဖရာမူလာတိတိတထိနဲ့တူအင်ဂျူအင်သာလို့တမားတွေအားလုံးဖရာရှင်ထံမှာတရဏဂုံခံယူစောက်တည်ကြပါတယ်ဖရာရှင်လည်းမူလာတိတိတထိနဲ့ပြိဿတ်ကိုတရားစကားဟောကြားဆုံးမပါတယ်ငါသာအမသာသမီးတို့ရှိကုန်၏ ပစ္စည်းတို့ရှိကုန်၏ဟု၍လူမိုက်သည့်သာသမီ၌ကန့်ညိရင်းဖြင့်၎င်းဥစ္စာပစ္စည်း၌ကန့်ညိရင်းဖြင့်၎င်းစင်ရဲပင်ပန်းလာ၏သာသမီတို့သည်၎င်းပစ္စည်းဥစ္စာတို့သည်၎င်းမိမိ၌စင်ရဲဝေဒနာရှိလာသောအခါအဘယ်သို့မှမတားမြစ်နိုင်ချေအာနန္ဒာတထေကြီးသည်သုံးကြောင်သောသူအားသုံးတစ်ခုမှမပေးဘဲသူ၏အကျိုးပစ္စည်းဥစ္စာတို့ကိုသား၏အကျိုးငါပစ္စည်းဥစ္စာတို့ကိုထားခဲ့၏သူတထေကြီးအတွေ့သားသည်၎င်းပစ္စည်းဥစ္စာတို့သည်၎င်း အပင်မှာကောင်းကျိုးချမ်းသာပေးဆောင်နိုင်ကြပါသည်နိမိမိကိုယ်ကိုယ်သာမိမိအားကိုး၍ဒါနသီလဘာဝနာတို့ကိုကျူစွာကြရမည်သာဖြစ်၏။သာသည်ဖြင့်ဟောကြားတော်မူတဲ့ဘုရားရှင်ရဲ့တရားတော်အဆုံးသတ်မှာတရားနာပရိသတ်များစွာတစ္ဆာတရားသိမြင်သွားကြပါလေ။ချစ်ခင်ရပါသောပိတ်တံများအားလုံးပဲခင်ဗျာ။တထေကြီးလားတရေလားဆိုတဲ့ရုပ်ပြဇာတ်ကြောင်းလေးဟာဒီနေရာမှာပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။ဆုံးတည်လိုက်ပါနာဆင်ပြီးခဲ့ကြလို့ အားလုံးကိုအတူပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ကသေးရင်လည်းလုပ်သွားပေးကြပါဦးခင်ဗျာ